အလိုအလိုမင်းမင်္ဂလာပါအရင်တကယ်တမ်းမှာကျွန်တော်ကဝဲ clause လေးကိုဝဲနဲ့ကျွန်တော်နည်းနည်းလေးရေးခဲ့တယ်နော်အဲ့တော့ကျွန်တော်အဲ့ဒီဝဲနဲ့ဆက်လို့ရတဲ့ဒီ operator လေးကိုကျွန်တော်ပြောပြမယ်အဲ့တော့ message လို့ကျွန်တော်မပြောပြမယ့်ဟာရှိတယ်ဒီရောင်းကြီးကျွန်တော်လုံးဝမပြောပြတော့ဘူးဘာဖြစ်လို့ဆိုတော့ message PHP သင်ခန်းစာမှာဒီ operator လေးအကြောင်းပြောပြပြီးသားနော်အဲ့တော့ message ကဘာလုပ်ရမလဲဆိုတော့ဒီဟာကိုအခုရေးကြည့်ပါဒါ equal ပါတယ်ဆိုလို့ရှိရင်ဥပမာ20 20အောင်ငယ်တဲ့ဟာ ဆိုလို့ရှိရင်အ20ပါအပါဝင်ဖြည့်ရမယ်ပေါ့ဟဲ့ equal ပါတယ်ဆိုတဲ့ဟာတရား not မဟုတ်တဲ့ဟာကိုစစ်တာအဲ့တော့ကျွန်တော်ဒီထိကိုကျွန်တော်မပြောပြတော့ဦးဒါမေဆီတို့ရင်းနှီးပြီးသားဟာရေနော်အဲ့ဒါကြောင့်တေချာပါအခုရေးကြည့်လိုက်ပါရေးကြည့်ပြီးမှအခုဗီဒီယိုဗီဒီယိုသင်ခန်းစာကိုထပ်ပြီးတော့ကြည့်ပါโอเคအဲ့တော့ကျွန်တော်အခု B twin ကိုကျွန်တော်ပြောပြမယ် B twin ဆိုတာဘယ်နဲ့ဘယ်ကြားမှာရှိတဲ့ဟာကိုထုတ်ပေးပါဆိုပြီးစစ်တယ်ဟာအဲ့တော့စပြီးရေးကြည့်အောင်ကျွန်တော်အဲ့ကျွန်တော်ရဲ့ SQL ကိုတစ်ချက်လာခဲ့ user table ကို select မှတ်ပြီးသားဖြစ်ပါစေ select star အကုန်ထုတ်မယ် from ဘယ်ကနေလဲဆိုတော့ user ကနေကျွန်တော်လာပြီးထုတ်မယ် where နဲ့ condition လာပြီးစစ်မယ်ဘာလဲဆိုတော့ h ကအာ h ကဘယ်ကနေပဲကြာ h က bedwen bedwen keyword နဲ့တုံးမယ် okay where h bedwen ဟိုမှာ90နဲ့100ကြားမှာရှိရအောင်ကျွန်တော်တုံးမယ်အဲ့တော့90 and keyword နဲ့လာပြီးရေးရမယ် and 100ဒါဆိုလို့ရှိရင်ကျွန်တော်မှာရှိတဲ့90နဲ့100ကြားအသက်ရှိတဲ့လူတွေအကုန်လုံးလာပြီးပြလိမ့်မယ် oh what between 50 oh sorry ကျွန်တော်က90နဲ့100ကြာပဲလုပ်လို့ရโอเค30ကျွန်တော်ပြန်ပြောင်းလိုက်မယ်။အဲဆိုကျွန်တော်မှာ90နဲ့100ကြာ record မရှိဘူးလေနော်။အဲ30နဲ့100ကြာမှာတော့ရှိတယ်ဒီမှာ30 20 24အကုန်လုံးပါတယ်။အဲ20နဲ့30ကြာဆိုရင်ရောကျွန်တော်လာပြီးရေးခြင်း။โอเคဒါဆိုလို့ရှိရင်ဒီမှာ20 20နဲ့30ကြာ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့20ရဲ့24ရဲ့ကျွန်တော်တို့လာပြီးပြလိုက်မယ်ဒါ20နဲ့30ကြာမှရှိတဲ့កောင်းပါเนาะโอเคနောက်တစ်ခုက like like ကကျွန်တော်ဘယ်အချိန်မှာသုံးရမလဲဆိုတော့ကျွန်တော်တို့တချို့ website တွေမှာ message တွေ့နေမယ်ဒီ product product ကို product ဒီအားလုံးပြတဲ့ page တခုရှိမယ်ဆိုပါဆိုအဲ page မှာ like ဘယ် product ကိုဘယ်လို share ပါဆိုပြီးကျွန်တော် keyword ကလေးရိုက်ပြီး share ရတယ် Facebook page မှာလည်းအဲ့လိုပဲ search box ရှိတယ်ကျွန်တော်အဲ့ဒီ search box မှာထည့်လိုက်လို့ yay ထည့်လိုက်လို့ရှိရင် yay ထည့်လိုက်တဲ့ဟာနဲ့သက်ဆိုင်တဲ့ data တွေကျွန်တော်တို့ချပေးတယ် okay အဲ့လိုနေရာမျိုးမှာဒီ like keyword ကိုသုံးရမယ်အဲ့တော့ကျွန်တော်ဆွဲထုတ်မယ် select star from user ဝယ်နေကျွန်တော်လမ်းပြီးစမယ် name ဒီ name က airline key like keyword ကိုလာပြီးတော့သုံးမယ် like နဲ့အာကျွန်တော် string နဲ့လာပြီးရေးရမယ်เนาะအဲ့ဒီမှာအရေးကြီးတာတွေတခုရှိတယ်။ Like နဲ့ဥမာရလို့လို့ကျွန်တော် mg mg ဒါလေးပဲကျွန်တော်လည်းရိုက်ပြီးထည့်ကြည့်အောင်ဒါဆိုလို့ရှိရင်ကျွန်တော်မောင်မောင်နဲ့တူတဲ့ဟာကိုကျွန်တော်လာပြီးပြလိုက်မယ် like ဆိုတာအာ equal နဲ့ဆင်တယ်လို့တော့ပြောလို့တော့မရဘူးဒါပေမဲ့ခုန equal ပုံစံပဲเนาะအဲ့တော့ကျွန်တော်အရှိမှာ percentage တကူလာပြီးပေးလိုက်ဒါအရှိရကြိုက်တာကြိုက်တာဖြစ်ဥပမာ mg နဲ့တူတဲ့ကောင်အရှိရကြိုက်တဲ့ဟာထက် mg နဲ့တူနောက်ကနောက်တစ်ခုက mg ဖြစ်ရမယ်အဲ့လိုပြောချင်တာเนาะအဲ့တော့ go လာပြီးနေကြည့်လိုက်တာကျွန်တော်တို့ mg နဲ့တူတဲ့ဟာကိုကျွန်တော်တို့လာပြီးတော့ပြလိုက်မယ်အဲ့လိုပဲအရှိအရှိကလည်းကြိုက်တာဖြစ်အနောက်ကလည်းကြိုက်တာဖြစ် mg ပါရင်ပြီးတော့ပြောချင်တာက mg ဆိုတဲ့နှလုံးပါလို့ရှင်ပြီးတော့အကုန်ထုတ်ပြအဲအဲ့လိုမျိုးပုံစံမျိုးပြောချင်တာနော် sorry ဒါနှိပ်လိုက်လို့ရှင် mg ပါတဲ့ကောင်အကုန်လုံးကျွန်တော်တို့လာပြီးထုတ်ပြလိုက်မယ်မောင်မောင်ဆိုတဲ့ record တခုကျွန်တော်တို့ထုတ်ပြလိုက်မယ်အဲ့လိုပဲကျွန်တော်က G ပါတဲ့ကောင်ကိုမထုတ်ပြလို့ကျွန်တော်ပြောလိုက်မယ်။ရှေ့ကကြိုက်တာဖြစ်အနောက်ကလည်းကြိုက်တာဖြစ် G ပါတဲ့ကောင်။ Okay ဒါဆိုလို့ရှိရင် go လာပြီးတော့နှိပ်လိုက်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ G ပါတဲ့ကောင်နေအကုန်လုံးနှစ်အခု2 row ရှိတယ်။2 row လာပြီးတော့ထုတ်ပြလိုက်မယ်။အဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြီးစမ်းကြည့်မယ်။ဒီကောင်ကိုလာပြီးတော့ဖြတ်လိုက်မယ်။အရှိတ G ပါတဲ့ကောင်အနောက်ကကြိုက်တာဖြစ် Okay ။ လာပြီးစမ်းကြည့်အောင်ကိုဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှမထုတ်ပြီးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ record တွေလာကြည့်လိုက် G နဲ့စတဲ့ကောင်တကောင်မှမရှိဘူးအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြီးစမ်းကြည့်မယ်အာ M နဲ့စတဲ့ကောင်အရှိရ M နဲ့စရမယ်နောက်ကကြိုက်တဲ့ဟာဖြစ် Okay ကိုလာပြီးနှိပ်ကြည့်လိုက်ဒါဆိုလို့ရှိရင်အရှိဆုံးက M နဲ့စတဲ့ကောင်ကိုကျွန်တော်တို့မျိုးတန်းကြော်ရဲ့မောင်မောင်ရောကျွန်တော်တို့လာပြီးတော့ထုတ်ပြီးလိမ့်မယ်ဒီဟာက like keyword ဒါကျွန်တော် search လုပ်တဲ့အချိန်မှာ ုံးပါမယ်။ Okay နောက်တစ်ခုက in in ဆိုတာက um ကျွန်တော် structure တကူလာပြီးထပ်ထည့်မယ်။ structure မှာကျွန်တော် after name အောက်မှာကျွန်တော်အာ loc dm location ဆိုပြီးတော့ကျွန်တော် voucher တကူကျွန်တော်လာပြီးထည့်မယ်။ညာလောက်ကျွန်တော်ပေးထားလိုက်မယ်။ Okay အဲ့မှာကျွန်တော်ကသူ့ရဲ့ location က SHN Shan State ရဲ့ YNG YN ကိုရေဒီမှာလည်း SH ရှမ်းလို့ကျွန်တော်ပေးထားလိုက်မယ်ဒါရှမ်းပြည်မှာပေါ့ Okay အဲ့တော့ကျွန်တော် SQL လာပြီးမယ် select star from user where where เนี่ยကျွန်တော်တို့က column name လာပြီးစစ်မယ်ဘာလဲဘာလို့လဲဆိုတော့အဲ့ဒီ location လေးက in เนี่ยကျွန်တော်ဒီ queen sock queen ထဲမှာလာပြီးရေးရမယ် in မှာ value လာပြီးပေးရမယ်အဲ့တော့ရှမ်းနဲ့မှာရှိတဲ့လူတွေကိုကျွန်တော်တို့ရှာမယ်။ပေါင်းဆို user တွေအကုန်လုံး record တယ်။ โอเค go လာပြီးနေကြည့်လိုက်ရင်ဒီမှာ share နဲ့ဒူတဲ့ကောင်တွေကိုကျွန်တော်လာပြီးပြနိုင်မယ်အဲ့လိုပဲကျွန်တော်က share အာ yangon 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 ဆိုလို့ရှင် yangon နဲ့ဒူတဲ့ကောင် user ကိုကျွန်တော်တို့လာပြီးပြနိုင်မယ်အဲ့လိုပဲ share ကို user ကို2ယောက်လုံး share ခြင်းနေဆိုရင် comma အာ sh ဟမ် okay ဒါဆိုလို့ရှင် go လာပြီးနေလိုက်အာ share ရော yangon ဒူတဲ့ဟာကိုကျွန်တော်လာပြီးပြနိုင်မယ်လွယ်လွယ်လေးပါ way close ကနော် ဒါကျွန်တော်တို့နေ့စဉ်ကျွန်တော်မြင်နေရတဲ့ application အကုန်လုံးက deep quality ပုံမှာပဲအလုပ်လုပ်နေတာအဲ့တော့မိတ်ဆွေတွေလည်းတေချာလိုက်ပြီးလုပ်ပါโอเคအားလုံးပဲကျေးဇူးပါ